ဖက်တက္ကသိုလ်ကအကြောင်းသားတဦးဟာထရိုချာချာဆိုတဲ့ရက်ချင်းကွေကိုစာတန်းနေနဲ့တင်ပြပြီးနောက်ကောင်ရူးနေနဲ့ပွဲရခဲ့ပါတယ်။အမေရိကန်ပြည်ထောင်ဂျော်ဂျီယာပြည်နယ်ကဟာဗတ်ကျောင်းသားတို့ဟာသူရဲ့ရက်ချင်းခွေကိုစာတန်းနေနဲ့တင်လိုက်ခဲ့တဲ့အတွက်ကောင်ရူးနေနဲ့ပွဲရတော့မှာဖြစ်ပါတယ်။အသက်20အရွယ်အိုဘာစီရှောဆိုတဲ့ဟာဗတ်ကျောင်းသားတို့ဟာတချင်းဆယ်ပုတ်ပါတဲ့ရက်ချင်းခွေကိုစာတန်းနေနဲ့တင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကြောင့်ရှောရဲ့မိခင်ကပေးခဲ့တာပါ။ဘွယ်မရသေးပဲတက္ကသိုလ်ကျောင်းသားတွေဟာစာတန်းပြည့်စုံတာတွေလုပ်ဖို့မလိုသေးပါဘူး။ ဒါပေမဲ့ဂုံရုနဲ့နဲ့ပွဲရချင်းနဲ့ဆိုရင်တော့စာတန်းပြုစုတာဟာလောက်ကိုလောက်အောင်ပဲရပါရှောဟာစားရရေးတာကြပြားရရေးတာမလုပ်ပဲတခြားသူတွေနဲ့မတူအောင်သချင်းခွေလောက်ခဲ့တာဖြစ်ပါတယ်သူသချင်းခွေကိုရှူတော့မျိုးစုံကနေရေးသားထားပြီးသချင်းများစုမှာအမေရိကန်ကလူမဲတွေနဲ့ဂျုံတွေအကြောင်းအကြမ်းဖက်ခဲ့တဲ့ရဲတွေရဲ့လူရဲတွေအကြောင်းရေးသားခဲ့ပါတယ်ဟာပက်တက်တို့ကတိကရာနဲ့ရှောရဲ့စာတန်းကြံပေးဂျော့ချ်ဘာတို့ကတော့ရှောရဲ့တည်ထွင်မှုကိုအလွန်သဘောကျကြပါတယ်ရှောကဘွေးရပြီးရင်တော့ Google မှာ software engineer အနေနဲ့အလုပ်လုပ်မှာလို့ပြောခဲ့ပါတယ် အောက်ထပ်သတင်းတစ်ပုဒ်ကတော့အိန္ဒိယမျိုးသားတို့ဟာနှာခေါင်းနဲ့အမြန်ဆုံးဆိုင်းရပြနိုင်ခဲ့လို့သုံးနှစ်တနေကမ္ဘာကင်းနဲ့စံချိန်တင်ခဲ့တယ်လို့သိရပါတယ်။အသက်44နှစ်အရွယ်ဗီနာကူမာချွန်ဒရီဆိုတဲ့အိန္ဒိယမျိုးသားဟာနှာခေါင်းနဲ့အမြန်ဆုံးဆိုင်းရနိုင်ခဲ့လို့နောက်ထပ်ကမ္ဘာကင်းနဲ့စံချိန်ထပ်ချိုးပါတယ်။ အခုတစ်ခေါက်ကတော့၃ချိန်မြောက်စံချိန်ချိုးခဲ့တာပါပထမဆုံးစံချိန်ချိုးနိုင်ခဲ့တာ2023မှာဖြစ်ပြီး20ခွန်းတသမာ8.3စက္ကန့်တွင်နှာခေါင်းနဲ့ဆန်ရခဲ့တာပါအဲ့ဒီနှစ်မှာပဲ20တသမာ8.3စက္ကန့်နဲ့နောက်တစ်ချိန်စံချိန်ထပ်ချိုးခဲ့ပြီးခုတစ်ချိန်မှာတော့25တသမာ66စက္ကန့်အတွင်းနှာခေါင်းနဲ့ဆန်ရပြနိုင်ခဲ့ပါတယ်ကမ္ဘာကင်းနေစံချိန်မတန်ကနှာခေါင်းနဲ့အင်္ဂလိပ်ခရိုင်ကိုရိုက်ပြနေတဲ့ Vino ရဲ့ဗီဒီယိုကိုမင်းတို့ရဲ့နှာခေါင်းနဲ့အင်္ဂလိပ်ခရိုင်တွေဘလောက်အမြင်မြင်ရိုက်ပြနိုင်လဲဆိုတဲ့စာသားနဲ့မျှဝေခဲ့ပါတယ် ။ကမ္ဘာကင်းနဲ့စံချိန်ချိုးဖို့အတွက်ဗီနတ်ဟာကီးဘုတ်မှာယောမအခရာတွေကိုစပိတ်ချပြီးရိုက်ပြခဲ့ပါတယ်။သူတို့တိုင်ပင်မောင်းအိန္ဒိယဖြစ်လူသိများပါတယ်။သူက9.36စက္ကန့်တွင်လက်တစ်ဖက်ထံနဲ့အခရာတွေကိုနောက်ပြန်ရိုက်နိုင်တဲ့စံချိန်6.8စက္ကန့်တွင်ကြောဘုတ်မှာလက်ထားပြီးအခရာတွေရိုက်ပြနိုင်တဲ့စံချိန်တွေလည်းချိုးထားပါတယ်။ဖီနောအဲ့ဒီစံချိန်ကိုချိုးဖို့နိုင်ပေါင်းများစွာလေ့ကျင့်ခဲ့ရပြီးနှာခေါင်းနဲ့ရရလုံးလို့မူဝေဒလိုတော့ဖြစ်ခဲ့ရပါလေ။သူရဲ့အောင်မြင်မှုဟာတနိဒတရားထိုင်ခြင်းနဲ့အကောင်းမြင်စိတ်ထားခြင်းတို့ကြောင့်လိုမှတ်ယူထားပါလေ သူရဲ့မကတော့နိုင်ငံတကာခရစ်ကတ်ကစားသမားဟာစာချင်တန်တူကလို့စဉ္ကျင်နေအများကြီးချိုးဖို့ပဲဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထူးခြားတဲ့တင်တစ်ခုပြောချင်ပါတယ်။လေရင်တောင်ပံပေါ်မှာလေရင်အမှုထမ်းတွေကကခုံတဲ့ဗီဒီယိုတွေထွက်လာပြီးနောက်အဲ့ဒီလေရင်အမှုထမ်းတွေစစ်ဆေးခံနေရတယ်လို့သိရပါတယ်။ Swiss International Airline ရဲ့လေယာဉ်မှူးတန်းတွေဟာ Boeing 737လေယာဉ်ကြီးရဲ့တောင်ပေါ်မှာကောက်ခုံပြီးတပ်ပေါ်ရိုက်ခံခဲ့ရလို့တာဝန်ရှိသူတွေရဲ့စုံစမ်းစစ်ဆေးမှုကိုရင်ဆိုင်နေရပါတယ်။ ဲ့ဒီဝန်ထမ်းတွေဟာပြောရမယ်ဆိုရင်တော့ဘိုးရင်လရင်ကြီးပေါ်မှာတစ်တော့ကခဲ့တာပဲဖြစ်ပါတယ်။လက်ရှိလူမှုကွန်ရက်မှာပြန်နေတဲ့လရင်တောင်မမော်လရင်မှုထမ်းတွေကနေတဲ့ဗီဒီယိုကိုလေဆိပ်ကိတ်မှာစောင့်နေတဲ့ခီးတော်တို့ကရိုက်ကူးခဲ့တာပါ။အမျိုးသမီးလေးမတူကလေရင်တမမမကနေပုံပေါ်ပြီးနောက်ပိုင်းမှာအမျိုးသားလှုပ်ခေါက်ကန်ပဲလဲပေါဝင်လာတာကိုဗီဒီယိုမှာတွေ့ရပါတယ်။နောက်ထပ်ဒုတိယအမျိုးသားလည်းတွေ့ရပြီးအကြီးတန်းရာရှိတယ်လို့ဆက်ရပါတယ်။မြေပြင်ကလေရင်မှုထမ်းတို့ကလည်းလေရင်အင်ဂျင်ရှင်မှာဓာတ်ပုံရန်နေတာတွေ့ရပါတယ်။ ဒီဗီဒီယိုကိုအခုလဆောဘက်ကရိုက်ကူးခဲ့တာဖြစ်ပြီးဒါဟာဆွင့် International Airline ရဲ့စီမံခန့်ခွဲမှုပိုင်းကိုဒေါသထွက်စီပါတယ်ဒါဟာမလေးမစားပြုမှုပါလို့ဆိုပါတယ်ဒီပြုမှုကိုသိခံမှာမဟုတ်ဘူးလို့လေကြောင်းလိုင်းကထုတ်ပြန်ပါတယ်ဗီဒီယိုကြည့်ရတာပြောစရာကောင်းမှုရပါမယ်ဒါကအသံအရည်လေးရှိတယ်လေ Boeing 737လုံးရဲ့တောင်ပံက9မီတာလောက်မြင့်တယ်တွေ့ရရင်တော့16ပြီကျော်မြင့်ပါတယ် အဲ့ဒီအမြင်ကလေပြုတ်ကြရင် မာကျော်တဲ့ရပေါ်ကြရင်သေနိုင်တယ်လို့လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူမိုက်ကယ်ဘေဇာကပြောပါတယ်။ခီးတဲ့တွေကိုဘေးလို့ရရွှေပြောင်းတဲ့အရေးပေါ်အခြေအနေမျိုးမှာပဲလေရင်မှုထမ်းတွေကိုလေရင်တောင်းပန်ပေါ်တက်ဖို့သာခွင့်ပြုပေးထားတာဖြစ်ပါတယ်။